မင်္ဂလာပါဗျဒီနေ့ညှောက်ဝေမဲ့အကြောင်းအရာကတော့ကိုယ့်ရဲ့ Facebook အကောင့်ထဲမှာပေါ့နော်ဘယ်သူတွေ log in ဝင်ပြီးတော့အတုံးပြုတ်နေလဲဆိုတာကိုပြန်ပြီးတော့ကြည့်လို့ရတဲ့နီလန်းလေးကိုညှောက်ဝေပြီးတော့มาပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ရဲ့ Facebook အကောင့်ထဲကိုတစ်ချက်ဝင်လိုက်ပါမယ်ဝင်ပြီးတော့ဆိုရင်ကျွန်တော်တို့ Facebook အပေါ်ဆုံးညာဘက်တောင်လေးမှာရှိတဲ့ကိုယ့်ရဲ့မြင်းကြောင်လေးတုံးကြောင်ကို channel လိုက်ပါမယ်နှစ်ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ဒီခွေးရွားစိတ်ပုံစံလေးပေါ့နော် setting ဆိုတော့ ဟာလေးကိုတစ်ချက်နှိပ်ပါမယ်ကိုယ့်ရဲ့စတင်လေးကိုရောက်ပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့နည်းနည်းလေးပေါ့နော်ဒီမှာဆိုရင်ကိုကကျတော့ password password and security ဆိုတဲ့စာတန်းလေးကိုကျွန်တော်တို့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျာဒီစာတန်းလေးကိုနှိပ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီနေရာလေးကိုရောက်လာပြီဆိုရင်လည်းကျွန်တော်တို့ password and security ဆိုတဲ့စာတန်းလေးကိုပဲဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျအခုကျွန်တော်ပြထားရတဲ့ပေါ့နော် ုစာတန်းလေးပဲဖြစ်ပါတယ်ဗျဒီစာတန်းလေးကိုနှိပ်ပြီးတော့ပြီဆိုတော့ကျွန်တော်နည်းနည်းလေးအပေါ်ဆွဲတင်မယ်ဆွဲတင်လိုက်မယ်ဆိုရင်တော့ဒီမှာဆိုရင် where are you are login ဆိုတော့ကျွန်တော်တို့ဒီစာတန်းလေးပေါ့နော်ခုစာတန်းလေးကိုကျွန်တော်တို့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျာခုစာတန်းလေးကိုနှိပ်ပြီးတော့ဆိုတော့ကျွန်တော်တို့အနေနဲ့အပေါ်ဆုံးကပေါ့နော် Facebook ဆိုတဲ့ပါတဲ့စာတန်းလေးကိုကျွန်တော်တို့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကကြတော့ Instagram နဲ့ရှင်းသက်ထားတာဖြစ်တဲ့အတွက်ပေါ့နော် Instagram ခရံအကောက်ပါ ပေါ်နေပါတယ်ဗျဒီမှာဆိုတော့ကျွန်တော်တို့ရဲ့ဖေဖို့တဲ့ဟိုပေါ့နော်ဘလူးတွေ log in ဝင်ထားလဲဆိုတာကိုကျွန်တော်ဒီမှာဆိုရင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကိုယ့်ရဲ့ဖုန်းအမျိုးအစားကိုကြည့်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ set ထဲမှာဘယ်ဖုန်းအမျိုးအစားတွေရဲ့ log in ဝင်ထားလဲဆိုတာအစပေါ့နော်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကိုယ့်ရဲ့ဖုန်းအမျိုးအစားကိုတိပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဖုန်းမျိုးစားမဟုတ်တဲ့ပေါ့နော်တခြားသောဖုန်းတွေကိုကျွန်တော်တို့အနေနဲ့ log out လုပ်ဖို့ရလိုအပ်ပါရဲ့နော် အားလုံးမဆိုရင်ဒီအောက်ဆုံးမှာရှိတဲ့အနီအောင်စာတန်းလေးကိုကျွန်တော်တို့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာနီအောင်စာတန်းလေးကိုနှိပ်ပေးလိုက်မှာဆိုတော့ဒီမှာဆိုရင်တခြားတို့ရဲ့ဖုန်းဖာရှင်ဖြစ်နေဆိုတော့ကျွန်တော်တို့အနေနဲ့အဲ့ဒီဖုန်းကိုကျွန်တော်တို့ကိုယ့်ရဲ့ Facebook ကော်တယ်ကို login မဝင်ဖို့ရတဲ့ log out ဆိုတဲ့စာတန်းလေးကိုရွေးချယ်ပြီးနှိပ်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်သူ login ဝင်လာတာဘယ်နှစ်ဘယ်ရက်ကအစပေါ့နော်ကျွန်တော်တို့ကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်တော့တခြားသူကကျွန်တော်တို့ရဲ့ Facebook account ကို login ဝင်လို့မရတော့ဘူးเนาะဒါပေမဲ့လည်းပေါ့เนาะပို့ပြီးတော့စိတ်ချရအောင်ပေါ့เนาะကျွန်တော်တို့ရဲ့ Facebook password ကိုချိန်ပြီးတော့အသုံးပြုတင်တယ်ပေါ့เนาะဒါဆိုရင် password ချိန်မယ်ဆိုရင်တော့ကျွန်တော်တို့ password and security ဆိုတဲ့စာတမ်းလေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒီပြီးဆိုရင် password ချိန်မှဖြစ်တဲ့အတွက်ပေါ့နော် password and security ဆိုတဲ့စာတမ်းလေးကိုပဲဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျာ ီးပြီးဆိုရင်တော့ကျွန်တော်တို့ကကျတော့ပစဝတ်ချိန်မှဖြစ်တတ်တော့ဗျ။ချိန်ပစဝတ်ဆိုတဲ့ဆက်တန်းလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျ။ချိန်ပစဝတ်ဆိုတဲ့ဆက်တန်းလေးကိုနှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဖေးဖို့ဆိုတဲ့ဆက်တန်းလေးကိုနှိပ်မယ်။နှိပ်ပြီးတော့ဆိုရင်ဒီမှာဆိုရင်ပစဝတ်အစ်စ်ထဲတဲ့နေရာလေးကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်ဗျ။အပေါ်မှာအပေါ်ဆုံးမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဖေးဘူးပစဝတ်အဟောင်းပေါ့နော်အဲ့ကောင်ကိုကျွန်တော်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အောက်မှာဆိုရင်ကိုအတစ်ပေးမဲ့ပစဝတ်ကိုကျွန်တော်တို့ရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေများလုံးအဆင်ပြေပါစေနော်